ရသော်ဗျာရှင်ကိုရောင်မြတ်ကြီးဟောကြားတဲ့တရားဒေသနာတော်တွေကိုကြည်လိုက်တဲ့အခါအစုံအစုံနေနဲ့ဟောထားတာနေရာတော်တော်များများမှာရှိပါတယ်။ဥမာသမ္မာဒိဋ္ဌိလို့ဟောတာရှိသလိုမိစ္ဆာဒိဋ္ဌိလည်းရှိ။သမ္မာသင်္ကပ္ပရှိသလိုမိစ္ဆာသင်္ကပ္ပလည်းရှိ။ဓမ္မပရယမကဝက်မှာအစုံစုံနေနဲ့ဟောထားတာတွေရှိ။ဥမာစိတ်ကကောင်းတဲ့နေရာမှာဥဆောင်သွားရင်ကောင်းကျိုးတွေများစွာရတယ်မကောင်းတဲ့နေရာမှာဥဆောင်သွားရင်လည်းမကောင်းကျိုးတွေများစွာရတဲ့အကြောင်း။ မြတ်စွာဘုရားဟောထားတာရှိပါတယ်အခုလည်းပဲဒီတိုင်းပါမင်္ဂလာသုတ်တံဆိုတာကြီးပွားကြောင်းတွေကိုဘုရားဟောပရာဘာဝသုတ်တံဆိုတာကပျက်စီးကြောင်းတွေကိုဟောတယ်ပျက်စီးကြောင်းတွေဟောတဲ့ပရာဘာဝသုတ်တံပါယောမာတရံပိတရံဝါဇိနကံကတယုဗနံဘဟုတံတော်နဗရတိတံပရာဘာဝတော်မူခံ ယောမန္တရံပိတရံဝါဇိန္နကံကတယုဗနံမိဘနှစ်ပါးဟာသက်ကြီးသွားအိုမင်းသွားကြပြီဟာအသက်ကြီးရွယ်ကြီးပြီးတော့အိုမင်းသွားကြတဲ့မိဘနှစ်ပါးပဟုတန်တော်နဗရတိတဲ့ကြွေးမွေးလှုပ်ကြွေးခြင်းကစွန့်နိုင်ပါလေကဲ့နဲ့မလုတ်ရွေးဘူးဆိုရင်တံပရာဘာဝတော်မူခံအဲ့ဒါပျက်စီးကြောင်းတရားပဲပျက်စီးခြင်း ပျက်စီးခြင်းပဲမိဘနှမကြောင့်ဥဒ္ဓနုတို့တွေတော်ကောင်းတို့တွေလူဖြစ်ကြမိဘနှမရဲ့သွန်သင်ဆုံးမမှုကြောင့်အကြောင်းကျိုးအကောင်းဆိုးတွေတည်လာကြတာဒီမနေ့အာမိဘနှမကရှားပွေကြွေးမွေးပြီးတော့မှသာသမီလေးတွေအရွယ်ရောက်ပညာသင်ရမယ့်ယောက်မှာပညာသင်စီးပွားရှာမယ့်ယောက်မှာစီးပွားရှာတတ်အောင်မိဘနှမကညွှန်ကြားတယ်သင်ကြားပို့ချတယ်အာနိဗ္ဗာန် လမ်းပြတွေလုပ်ကြ။စီးပွားရေးလုပ်ငန်းတွေမှာတွဲခေါ်ပြီးတော့အလုပ်တွေလုပ်ကြ။လုပ်နေတဲ့သားသမီးတွေကိုလည်းပဲထောက်ပံ့ပြီးတော့ပေးကြ။အဲ့လိုပေးရင်ပေးရင်လည်းလုပ်ငန်းတွေလုပ်လာရင်လည်းမိဘနှစ်ပါးတစ်ဖြည်းဖြည်းနဲ့အရွယ်ကြီးသွားတယ်။အရွယ်ကြီးသွားတဲ့အခါသားတွေသမီးတွေကမအားဘူးဆိုပြီးတော့မိဘနှစ်ပါးကိုပြစ်ထားတာပေါ့။ဘဟုတန်တော်နဗရတိတဲ့ကို့မှာ အရွယ်ကလည်းပဲအရွယ်ကောင်း။ ထောက်ပံ့နိုင်တဲ့စွမ်းရည်တတ္တိလည်းအကုန်ရှိတယ်ဒါပေမဲ့မထောက်ပံ့ဘူးမလုံလွေးဘူးမဆောင်လျှောက်ဘူးမိဘကျေးဇူးကိုမတိတော့ဘူးပြစ်ထားလိုက်ပြီဆိုရင်တော့ပရာဘာဝတော့မှုခံအဲရာဟာပျက်စီးကြောင်းပါပဲတဲ့မြတ်စွာဘုရားကဒီလိုပြောပါတယ်မြတ်စွာဘုရားကဒီလိုပြောပါတယ်အဲကြောင့်သူတော်ကောင်းအပေါင်းတို့ဒီမိဘနှစ်ပါးကြောင့်ဦးဇင်းတို့တို့သူတော်ကောင်းတို့တို့အကြောင်းကျိုးအကောင်းဆုံးဆိုတာသိရတယ် အဒီမိဘရဲ့ယေຊုကြောင့်လည်းပဲပညာတတ်တဲ့ဘဝရောက်အောင်ရှိကြတယ်ပညာတတ်ကြရတယ်အဒီမိဘတစ်ပါးရဲ့သွန်သင်မှုလမ်းညွှန်မှုတွေကြောင့်သူတော်ကောင်းတို့တွေစီးပွားရေးနယ်ပယ်ထဲမှာရောက်ပြီးတော့စီးပွားရေးတွေလုပ်ကြတယ်အဲ့ဒီယေຊုတွေကိုမမေ့ကြဘူးဦးစင်ကဒီနေ့ပြောခြင်းဖြစ်ပါတယ်ဒါတွေဟာဘာလို့ကြတယ်လဲမင်းဓမ္မဒါနနဲ့အမေ့ကိုယေຊုဆက်ကြတယ်လို့မှတ်ပါပါ မိဘရှိနေစဉ်မှာရနိုင်တဲ့ကုသိုလ်ကိုမိဘရှိနေတုန်းမှာပဲတော်ကောင်းတို့တွေဆက်ကြရတာအကောင်းဆုံးပဲအောက်ထည်ဆုံးဆုံးကတ္တာကြီးပြီးတော့တိနေတဲ့အမေဟာဩငါကိုတတိတရနဲ့ကောင်းမှုပြုပေးကြတဲ့သာသမီတွေပါဇက်ကထုံမပြောရင်ရှိရင်ရှိလိမ့်မယ်ကျမ်းပါပါစေချမ်းသာပါစေဆိုတာတော့ဆူတောင်းပေးနေမှာသိကြပါတယ် ပုံကံကြီးမကြပါစေလို့မေတ္တာတွေပေးနေမှာတေးကြပါပါအဲ့လိုကုသိုလ်အခွင့်ရေးဟာအမေရှိတုံးပဲရအမေရှိတုံးရနိုင်တဲ့အခွင့်ရေးကိုခဏတူတော်ကောင်းတွေတွေရအောင်ယူနေကြတယ်လို့ဥစဉ်ကဒီလိုပြောကြပါတယ်အဲ့တော့ပရဘာဝသုတ်တံပါအရွယ်ကြီးသွားတဲ့မိဘနှစ်ပါးကိုပြုစုလှုပ်ကြွေးခြင်းကစွမ်းနိုင်ပါလေခင်နဲ့ပြစ်ထားရင်ဒါဟာပျက်စီးကြောင်းလို့ဒီလိုနားလည်ကြ မင်္ဂလာတောက်တန်ကြတော့ပြောင်းပြန်မင်္ဂလာဆိုတာကတော်ကောင်းတွေဟုတ်ထီဟုတ်ထီဆိုတာကြီးဝါးကြောင်းချမ်းသာကြောင်းလို့ဒီလိုအဓိပ္ပာယ်ရမာတာပိတုဥပဌာဏမိဘကိုလှုပ်ကြွေးခြင်းဟာအေတံမင်္ဂလာမုဒ္ဒမဒါအမျက်ဆုံးအကောင်းဆုံးသောမင်္ဂလာတစ်ပါးပဲဘုရားဒီလိုပြောတယ်ဗုဒ္ဓရတသင်္ကောကိုကမိဘနေရာရောက်သွားပြီးတော့သာသမီကိုပြုစုစောင့်ရှောက်ခြင်းဟာလေဒါဟာလေအေတံမင်္ဂလာမုဒ္ဒမဒါလည်းအမျက်ဆုံးသောမင်္ဂလာတစ်ပါးပဲလို့ဘုရားကဒီလိုပြောတယ် ဲ့တော့မိဘကိုလှုပ်ကြွေးခြင်းဟာကြီးပွားကြောင်းချမ်းသာကြောင်းစွမ်းနိုင်ပါလေကနဲ့မိဘကိုမလှုပ်ကြွေးဘူးဆိုရင်ဒါပျက်စီးကြောင်းဆိုတာသူတော်ကောင်းတို့တို့လေဘုရားကမင်္ဂလတုတ်တန်နဲ့ပရာဘဝတုတ်တန်မှာတုတ်တန်နှစ်ခုဟောထားတာရှိတယ်လို့ဒီလိုနားလည်ကြပါအဲကြောင့်သူတော်ကောင်းတို့တို့တွေဩမိဘနှစ်ပါးကပုတ္တရာရသသင်္ကဟမင်္ဂလာနဲ့အညီငါတို့တို့တွေမိဘနှစ်ပါးရဲ့သင်္ကဟတရားနဲ့အညီထောက်ပံ့ခဲ့လို့ ညွန်ကြခဲ့လို့တင်ကြခဲ့လို့ငါတို့တို့အရွယ်ရောက်ကြတာအရွယ်ရောက်လာပြီးတော့ဒီလိုအချိန်တွေရောက်တဲ့အခါမှာမာတာပိတုဥပဌာဏငါတို့မိဘနှစ်ပါးကိုလှုပ်ကြွေးရမှာပါလားလို့ဒါမင်္ဂလာတရားနဲ့အညီဖရာရဲ့ဒေသနာတော်နဲ့အညီလှုပ်ကြွေးပြီးတော့ကုသိုလ်ပြုပြီးတော့ကျေးဇူးဆက်ခြင်းဖြစ်နေတယ်လို့ဒီလိုနားလည်ကြပါကိုကသာသမိနေရာကရှိရင်မိဘနှစ်ပါးကိုလှုပ်ကြွေးခြင်းဟာ တနေ့တိသရိတံပါကံဆိုတဲ့တဲ့ကိုကမိဘနှစ်ပါးနေရာရောက်တဲ့အခါအရွယ်ကြီးသွားတဲ့အခါကိုကိုလည်းသာသမီတွေကပြုစုပြီးတော့စောင့်ရှောက်ခြင်းဆိုတဲ့အကျိုးတရားကမလွဲမသွေရနိုင်ကြပါဘူး။အဲကြောင့်ဒီနေ့ကောင်းမှုပြုကြတဲ့သူတော်ကောင်းတို့တွေမိဘနှစ်ပါးကိုမွေးနေ့မိဘနှစ်ပါးရဲ့မွေးနေ့ကိုအကြောင်းပြုပြီးတော့ကောင်းမှုပြုကြသူများဟာဩငါတို့တို့တွေမင်္ဂလာတရားနဲ့အညီကောင်းမှုပြုတာပဲလို့ဒီလိုနားလေကြ ပရာဘာဝတုတ်တန်တဲ့အညီပရာဘာဝတုတ်တန်ကဖရာဟောဒေသနာတော်ကိုလိုက်နာပြီးတော့အဲ့ဒီတုတ်တန်တိုင်းမကျင့်သုံးမဲနဲ့ငါတို့တို့တွေအော်မြတ်စွာဘုရားကမိဘနှစ်ပါးစွန့်နိုင်ပါလေကနဲ့မပြုစုဘဲနဲ့ပြစ်ထားရင်ပျက်စီးကြောင်းပဲတဲ့ငါတို့ကစွန့်နိုင်တဲ့အချိန်လေးမှာစွန့်နိုင်တဲ့တလောက်ကိုမိဘနှစ်ပါးပြုစုလှုပ်ကြွေးခြင်းဟာအော်ဖရာဟောဒေသနာတော်နဲ့ညီတို့မိဘကျေးဇူးဆက်နေကြတာပဲလို့ဒီလိုနားလည်ကြပါအဲကြောင့်မွေးနေ့မွေးရဲ့ကုသိုလ်ဆက်ကြတဲ့သူတော်ကောင်းတို့တို့တွေ ဤကဲ့သို့မိဘနှစ်ပါးရဲ့ကျေးဇူးတရားနားလည်ပြီးတော့မှကောင်းမှုပြုကြတဲ့အတွက်ဒါကြောင့်မွေးနေ့ဆင်းတဲ့တကွာလူရှင်များအားလုံးကြမ်းကြမ်းမာမာချမ်းချမ်းသာသာအသက်ရှင်ပြီးတော့တိုင်းပြည်နဲ့လူမျိုးဘာသာနဲ့သာသနာကျိုးသေဖို့နိုင်ကြတဲ့အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာဤကုန်းကပ်ဖုံးကြပါစို့